အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာငါတင်ရာဒီပေါင်းမြင်ကြီးလေးကိုချုပ်มาဖြစ်ပါတယ်ဒီမှာဆိုပထမအဦးဆုံးတင်ကြီးစားချုပ်มาပေါ့เนาะဒါကသူကရေးပြထားတဲ့ဒီပုံစံကိုအာတင်ရာဟာဒီရေးပြထားတဲ့ဒီပုံစံကိုတင်ရာတင်ကြီးအတိုင်းနဲ့အာတင်ကြီးအတိုင်းနဲ့တွက်မယ်တွက်ပြီးတော့အာတင်ကြီးအတိုင်းနဲ့တွက်တွက်ပြီးတော့ဆွဲပြီးတော့ရေးมาဖြစ်ပါတယ်အဲအဲ့တော့စမ်းเนาะ တော့သူခဏတော့ကဒီပုံစံပေါ့နော်ဒီနမူနာပုံစံကိုရေးမှာခဏတော့ကဒီမှာက18သရမ5 cm လို့ရေးရတဲ့ဒီနားလေးက24ပြီးတော့ဒီကက3ဒီကက20ဆိုပြီးတော့ရေးရတာပေါ့အဲအဲ့ဒီပုံစံကိုဒီမျိုးပုံစံဒီဇိုင်းကိုပဲဒီကောင်ဒီမျိုးပုံစံဒီဇိုင်းကိုပဲအာဘယ်လိုချုပ်မလဲဆိုတော့တင်းရင်အတိုင်းနဲ့ချုပ်မှာပေါ့နော်ဒီမှာဆိုမူလမှာဆိုရင်တင်းအစား၄ပေါင်း3ရယ်တင်းအစား၄ပေါင်း5ဆိုပြီးတော့ရှိတယ်အဲ့ဆို တင်ရက်တင်ကဒီဘက်ကအစားเนาะဒီဘက်ကတင်ကြတော့ဒီတင်အစားလေးပေါင်းသုံးဆိုတင်အစားလေးပေါင်းသုံးသုံးက26 26တရမခွန်5 cm 26တရမငါခွန်5 cm ဒီအကြတော့တင်အစားလေးအပေါင်း5ဆိုတော့ဒါကြတော့28တရမခွန်5ဆိုပြီးတော့ရှိတယ်เนาะ 28တရမခုံကဆိုပြီးတော့ရှိတယ်။အာအဲ့ဒါကိုတို့ကဗာလဲဆိုတော့ဒီကနေ့ဒီကနေ့စင်းပါတော့ဒါပေါ်မူလပုံစံပဲစင်းတယ်။အာဒီကံကဒီကံကအဲဒီကံကအမ်ဒီကံကဘာဘာဒါဗာလဲဆိုတော့ဒီကံကအရှိလို့လောက်လိုက်မှာဒါအရှိဒါအနောက်လို့ယူလိုက်မယ်။အာအဲ့လိုမျိုးယူလိုက်မယ်ယူလိုက်ပြီးတော့အမ်နော်ဒီကံက ူးလိုက်မယ်ဆိုတော့ပြီးတော့ဒီဘက်ကအာဒီဘက်အရှိမှာပေါ့နော်ဒီအရှိမှာဆိုတော့ဒီအကြိုက်ရောက်ပြီဆိုတော့အာဒီကအာဒီလိုရစီချင်မှာခုံငိုင်းရောက်ပြီဆိုတော့ဒီနားလေးမှာ tree cn လေးတွားသွားတော့ tree cn မစ်စင်းမယ်အာ tree cn လေးဒီနားလေးမှာ tree cn လေးဆင်းမယ် tree cn ဆိုတော့ဒီကအဖြေကနေ tree cn လေးသွားတယ် သွားတယ်ဒီကကြတော့ဘလောက်လဲဆိုတော့ဒီကကဘလောက် 6cm ဆိုတော့ဒီကလေးကနေ 6cm လေးသွားမှာပေါ့နော် 6cm ဆိုတော့ဒီမှာအာတိုင်းစီလိုက်မယ်3 2 3 3ဒီမှာဆိုရင်ဒီဒါကို၃ချိန်မှတ်မှတ်ပြီးတော့အဲဒီမှာတစ်ခုနှစ်ခုအဲဒါကိုတို့ကနေဒီကောင်ကိုဆွဲတယ်ဒီကောင်ဆွဲလဲဒီကောင်လေးကိုဆွဲတော့ပေါ့နော်အဲ့ဒီဖက်ဆွဲတယ်ဆွဲပြီးတော့အဲဆွဲပြီးတော့ကိုလိုချင်တဲ့အောက်ကဒီဇိုင်း အအောက်ကတင်လို့ချင်တဲ့အရှိအရှိတိုင်းကနေကိုကတိုင်းထားတဲ့အဖြေကဘလရှိလဲအဲ့ကနေပြန်ဆက်မယ်။ဒါလည်းအဲ့လိုပဲလို့ချင်တဲ့ဒီဇိုင်းဘလလည်းအဲ့ကနေပြန်ဆက်မယ်နော်။အဲ့ဆိုတော့ဒါလေးရောက်ပါပြီ။အဲ့ဆိုတော့ဒီကောင်ကိုဒီမျိုးပုံစံချုပ်မယ်ဆိုတော့ဒီအနောက်ကအာနေရာကိုအနောက်ကနေရာကိုဒီမှာ 2cm လောက်တက်မယ်။ 2cm 2cm တက်မယ်ဒီမှာဆိုရင်ဒီမှာဒီကနေ သူရှင်ရင်တော့တက်မှာပေါ့နော်ဒီကောင်လေးကဒီတိုင်းပဲအဲဆိုရင်ဒီကောင်ပုံစံကိုတော့ညှက်မယ်ဘာမေကအရှိကွားနှစ်ခုကိုပူအနောက်ကွားနှစ်ခုကိုပူပူပြီးတော့ဘေးကိုချုပ်လိုက်ပါဒီမျိုးရအောင်မယ်